ဒါကတော့နောက်ကဘာဘတ်ချန်ကိုမြင်နိုင်တဲ့မှော်မှန်ပဲဖြစ်ပါတယ်။စုံမကြီးတယောက်ဟာမှန်ကားနေတဲ့စင်တခြားလူတွေရဲ့အိမ်ကိုရောက်လာပါတယ်။လီရှားဆိုတဲ့စုံမဟာစုံမတို့ချောင်းကိုခိုင်ဆောင်ပြီးလူတွေအိမ်ရဲ့လက်ဆက်တဲလီကိုအမြဲလာရှူပါတယ်။စုံမဟာသူမအတွက်စီးစရာကားမရှိတဲ့အတွက်ကြောင့်ကားစုပ်တစီကို သူမရဲ့မော်တော်ချောင်းနဲ့ဝေရန်ပြီးဆက်ယုံကထွက်လာတဲ့အတိုင်းကားအစ်တစီပြောင်းသွားပါတော့တယ်။လီရှာပစ္စည်းတစ်ခုရှာဖို့အတွက်ကားပေါ်တင်လိုက်ပြီးအိတ်ထဲကခြေလုံးကိုကားရှိကိုပြချလိုက်ပါလေ။ကားဟာခြေလုံးလေးရာဘက်ကိုဥတီပြေးသွားနေပါလေ ဒါပေမဲ့ခြေလုံးရမ်းနေနေရောကားကလည်းနှေးစီနေစီနေပါပဲခြေလုံးရက်တန်းတဲ့နေရာမှာပဲကားရက်တန်းသွားပြီးဆိုလိုတာကလီရှားရှာနေတဲ့ပစ္စည်းနေရာရောက်နေပြီမို့လို့ပါလီရှာကပန်တီတလုံးယူပြီးပကံမော်တင်တော့ပန်တီကလှုပ်စီလှုပ်စီဖြစ်နေပြီးတော့ကားကအရှိကိုဆက်သွားပါတော့တယ်။အနောက်ကပါလာတဲ့ကားဒန်ကြီးလေးလိုက်သွားပါတော့တယ်။တနေ့တော့တက်တော်ရင်မှာမိဆာလေးတကောင်ကိုလီရှာရှာတွေ့သွားပြီးတော့အင်ကိုဖမ်းပြီးပြန်လာပါတယ်။ဒါကတော့ရှာပါမိဆာမျိုးဖြစ်ပြီးတော့သူ့ကိုစားလိုက်ရင်စုံမတရားအနေနဲ့အစွမ်းတွေအများကြီးရရှိလာမှာဖြစ်ပါတယ်။ လီရှာဟာမိစ္ဆာလေးကိုတွဲလောင်းချီထားပြီးတော့စွပြုတ်လို့ဖို့ပြင်ဆင်မှာတော့တယ်။ဂျုံနဲ့ဆန်မုတ်ကိုနှဲလိုက်ပြီးတော့ထူးဆန်းတဲ့မို့တမျိုးကိုထည့်လိုက်ပါတယ်။ပြီးတော့မို့ဖတ်ထုတ်ဖြစ်လာပါတယ်။အိုရဲကရေစုလာရင်မိစ္ဆာလေးနဲ့ဖတ်ထုတ်ကိုအိုရဲထဲမှာဖြစ်ပါတယ်။လီရှာအိမ်မှာထူးဆန်းတဲ့မော်မန်တစ်ချက်ရှိပါတယ်။လူတွေရဲ့နေအိမ်ထဲအထိကိုမြင်တွေ့ရမှာဖြစ်ပါတယ်။လီရှာညစာချက်ပြုတ်နေတဲ့အချိန်တစ်ဖက်အိမ်ကလူတွေဟာဟောင်းဆုံနေတဲ့အခန်းလေးကိုဝင်လာပြီးနေရံဘော်ကမှန်တစ်ချက်ကိုတွေးလိုက်တော့ဘာမှတတူကြကြဖြစ်မနေပါဘူး။လီရှာဟာပင်ပန်းပြီးတော့အိပ်ပျော်သွားတယ်။ မိစာလေးကလည်းထွက်ပြေးဖို့ကြိုးစားနေပါတယ်။နောက်ဆုံးတော့မိစာလေးလွမြောက်နိုင်ခဲ့ပြီးထွက်ပြေးဖို့နီလန်ရှာနေခဲ့ပါတယ်။လီရှာစီရောက်လာပြီးတော့မြန်ယူမှော်မှန်စီထွက်ပြေးပါတော့တယ်။မိစာလေးဟာတစ်ဖက်ကလူရီရဲ့နေအိမ်ထဲရောက်သွားပါတော့တယ်။လီရှာဟာမိစာလေးကအဲ့ဒီအိမ်ထဲရောက်နေပြီဆိုတာသိလိုက်တယ်။မှန်တဲ့ကနေကြည့်တော့မိစာလေးမုတ်ဖားထဲမှာပုံနေတာကိုတွေ့လိုက်ပါတယ်။အဲ့ဒီပုံကိုကောင်လေးကမှတ်သွားပါတော့တယ်။အဲ့ဒီပစ္စည်းတွေကိုတင်ပြီးရောင်းပြဖို့ပြင်ဆင်နေကြပါတယ်။မိစာလေးဟာကားထဲရောက်သွားပြီးတော့သူတို့နဲ့အတူထွက်သွားပါတော့တယ်။ ။လီရှာကလည်းတဖက်အိမ်ထဲထိရောက်လာပြီးမိစားလေးထွက်သွားတဲ့ပုံကိုကြည့်ပြီးတော့အရန်တွေထောသားထွက်နေခဲ့ပါလေ။မိစားလေးဟာအိမ်ထဲရောက်လာတော့ကလေးမလေးတွေ့သွားပါလေ။အယုံလိုပုံစံဟန်ဆောင်နေလိုက်ပါလေ။အန်နာကလည်းသူ့မှာဒီလိုရုံမျိုးရှိတာကိုမမှတ်မိပါဘူး။ဒါပေမဲ့ချစ်ဖို့ကောင်းတဲ့ပုံစံကိုကြည့်ပြီးသူ့မအိမ်ခန်းထဲထားလိုက်ပါလေ။ဒါပေမဲ့မိစားလေးဟာအယုံမဖြစ်ချင်ပါဘူး။ကောင်မလေးရဲ့စိတ်ဓာတ်ကိုသူခံစားနေရတယ်။သူကဟန်မဆောင်တော့ဖို့ဆုံးဖြတ်လိုက်တယ်။အန်နာကြောက်လန့်သွားခဲ့ပါလေ။မိစားလေးကအနာကိုမကြောက်လန့်ဖို့ပြောပါလေ။ သူကတခြားကဘာကလာတာပါဆုံးမဖန်နာခံရပြီးဒီဘက်ကိုရောက်လာတယ်လို့ပြောပါတယ်စကားခဏပြောကြပြီးအနာဟာမိစလေးကိုချစ်ခင်သွားပါတယ်ရေချိုးပြီးတဲ့မုတ်ကြွေးပါတယ်နှစ်ယောက်သားကစားနေကြတော့မှမိစာလေးကအန်နာအိမ်မှာထူးဆန်းတဲ့ယတနာရှိနေတာကိုသိလိုက်ရတယ်။အဲ့ယတနာကသူ့အိမ်မှာလည်းရှိတဲ့ယတနာနဲ့အတူတူပဲ။ဘာလို့အန်နာအိမ်ရောက်နေတာလဲပေါ့။မိစာလေးကအဲ့ဒီယတနာကိုတစ်ချက်မှုတ်လိုက်ပြီးအဖြူရောင်ယာရီကြားထဲမှာအရသာစုံတဲ့ဟမ်ဘာဂါတွေအများကြီးပေါ်လာပါတယ်။ ဧတဲကတခုကိုအနာရွေးချယ်လိုက်ပါလေခနာကြတော့ပုံမှန်အနေထားပြန်ရောက်သွားတယ်အနာကဟမ်ဘာဂါကိုတကယ်ကြိုက်လိုက်ပါလေသူဘယ်တော့မှမစားဘူးတဲ့အရာသာမို့အရန်စားလို့ကောင်းတယ်အနာနဲ့မိစားလေးကစားနေတဲ့အချိန်မှာစုံမလီရှာရောက်လာပါလေသူမဟာအသီးနှံတွေကိုအခုံသွားပြီးစားရမှန်းလည်းမသိပါဘူးလီရှာဟာဖုံးပြင်းတဲ့ဆိုင်ကိုရောက်သွားပါလေရှီခိကပတ်စံကိုတုံးပြီးပြီးတော့ဆိုင်ရှင်ကရဲမိသွားတယ်လီရှာဖုံးယူသွားတဲ့အချိန်မှာတော့ပေးထားတဲ့ပတ်စံကလည်းပျောက်သွားပါလေပတ်စံတွေလီရှာလက်ထဲပြန်ရောက်တော့မိစားလေးရဲ့တီနီယာကိုရှာပြီးပြန်သွားဖမ်းဖို့လုပ်ပါလေ အန်နာရဲ့အိမ်ထဲမှာနောက်ထပ်မိစ္ဆာပပိုးလေးရောက်လာတော့မိစ္ဆာလေးဟာသူဖြစ်ပျက်သမျှကိုအကြောင်းစုံပြောပြနေပါတော့တယ်။အဲ့ဒီအချိန်မှာပဲအန်နာရောက်လာပြီးတော့သူ့ပပိုးနဲ့မိတ်ဆက်ပေးပါတော့တယ်။ပြီးတော့အန်နာတို့အိမ်ကယတနာအကြောင်းကိုပြောပြပါတယ်။အန်နာဖေဖေငယ်ငယ်တုန်းကပပိုးအိမ်ထဲတစ်ခါရောက်လာဘူးလေ။အခုမှတော့မိစ္ဆာလေးတို့ရဲ့ကဘာဟာအဲ့ဒီယတနာမရှိတဲ့အတွက်ကြောင့်မှောင်မဲတဲ့ကဘာဖြစ်ပြောင်းသွားမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်အန်နာဟာမိစ္ဆာလေးနဲ့ပပိုးကိုခေါ်ပြီးတော့သွားရှာဖို့လုပ်ပါတယ်။သွားရှာတဲ့လမ်းပေါ်မှာပဲစုံမလီရှာနဲ့ပတ်ပင်တိုးခဲ့ပါတယ်။ လီရှာဟာအနာအဖေကော်မတီချီရောက်လာပြီးအလौဒမားကသူမကိုပေးမဝင်ပါဘူးအဲ့တော့လီရှာဟာအိတ်ထဲကဘောပင်ကိုယူထုတ်လိုက်ပြီးမှော်ဆွမ်းနဲ့အလौဒမားကိုသူ့ဘက်ပအောင်ဆွမ်းဆောင်လိုက်ပါတယ်အဲ့ဒီလူနယ်ပဲသူ့ရဲ့တခြင်းတန်ကိုကြားတဲ့လူတိုင်းဟာမတ်တက်ရက်ပြီးသူ့နောက်ကိုလိုက်သွားကြပါတယ်အနာကအခြေအနေကိုမြင်တော့နားပိတ်ပြီးထွက်ပြေးပါတော့တယ်သူတို့ကထွက်ပြေးနေတော့လီရှာကလည်းသူတို့ရဲ့နောက်ကိုထွက်ချက်မခွာလိုက်ပါလာပါတော့တယ်နောက်ဆုံးတော့ကာကွင်တခုမှလီရှာသူတို့ကိုမိသွားပါတယ်လီရှာဟာအိတ်ထဲကချီအီနီယောင်လုံးကိုထုတ်ပြီးတော့အနာအဖေကိုရစ်ပတ်ထားလိုက်ပါတယ် န်နာကလည်းမိစ္ဆာလေးတို့ကိုခေါ်ပြီးတော့ကစားခွင်းနဲ့ပြေးဝင်တော့ဖဖိုးကအန်နာဖဖေကိုပြန်ကယ်တင်ဖို့ပြောပါလေအန်နာပြန်ပြေးလာပြီးအဖေကိုကယ်တင်လိုက်ပါလေဒါပေမဲ့မိစ္ဆာလေးကိုလီရှာဖမ်းသွားပါပြီအန်နာတို့သားဖာဟာအိမ်ဟောင်းစီကိုအမြန်ပြန်သွားပြီးမိစ္ဆာလေးကိုကယ်တင်ဖို့သွားပါလေသုံးယောက်သားလီရှာစီရောက်သွားတော့လီရှာကသူတို့ကိုစောင့်နေခဲ့ပါလေဆုံမလီရှာကအန်နာကိုယန္တနာရဲ့လှဝက်ကုတ်ကိုပြောခိုင်းပါလေမပြောရင်မိစ္ဆာလေးကိုချက်ပြုတ်တော့မယ်ဖြစ်ကြောင်းပြောပါလေအဲ့ဒီအချိန်မှာမိစ္ဆာလေးနဲ့ယတနာကိုအလဲလဲလှုပ်ဖို့အနာကအပေးယူတစ်ခုလုပ်လိုက်ပါတယ် လီရှာကယတနာရလိုက်တော့အဲ့ဒီယတနာကတုတ်ပြတ်မှုရှိမနေပါဘူးအန်နာအဖေကပြောလိုက်တယ်စိတ်ထားပြုစင်တဲ့သူမသူ့ရဲ့မော်အစွမ်းကိုအသုံးပြုလို့ရမှာဖြစ်ပါတယ်လီရှာဒေါသထွက်သွားပြီးသူမရဲ့မော်ဒုတ်တန်နဲ့အန်နာအဖေကိုတိုက်ခိုက်ပါတော့တယ်မိစာလီကယတနာကိုပြေးယူပြီးအန်နာအဖေကိုလှမ်းပေးလိုက်ပါတယ်ယတနာကသူ့လက်ထဲရောက်တော့ပွင့်သွားပါတယ်အန်နာအဖေကအကာအကွယ်ဝတ်ဆောင်ရလိုက်ပြီးလက်ပေါ်မှာလည်းထက်မြက်တဲ့ဓာတ်ကိုပါခိုင်ဆောင်ထားပါတယ်အဲ့အချိန်မှာပဲနှစ်ယောက်သားပြင်းထန်စွာစတင်တိုက်ခိုက်ပါတော့တယ်လီရှာရဲ့မော်အစွမ်းနဲ့ပျောက်ကွယ်သွားပြီးသူမရဲ့အိမ်ပြီးမှငေးမိုင်စွာထိုင်နေတော့ သူမကဒီမှာပဲအေဂျင့်ရဲ့ဘွားကိုဖျက်ဆီးတော့မယ်။နင်တို့ကလည်းတိုက်ခိုက်တာတော့မလုပ်တော့ပါဘူးလို့ပြောပြီးငြင်းငြမ်းရေးယူလိုက်ကြပါလေ။အန်နာတို့တာဖာနဲ့မိစာလီတို့ဟာမှော်မှန်ကားနေတဲ့စင်အင်ကိုပြန်ရောက်လာခဲ့ပါလေ။မိစာလီကလည်းသူတို့မိသားစုနဲ့အတူနေထိုင်သွားပြီးတော့ပျော်ရွှင်တဲ့မိသားစုဘွားကိုဖျက်ဆီးနေထိုင်သွားကြပါတော့တယ်။